ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေဒီမေရိုယုတ်ထုလေးနဲ့တခြားပစ္စည်းရဲ့အဝတ်စားတွေကဘယ်လောက်လဲဒီမေရိုယုတ်ထုလေးကတော့ Ruby 50တခြားပစ္စည်းအားလုံးကတော့ Ruby တရာတော့ကြမယ်အမဈေးလေးလျှော့ပေးပါလား တခြားပစ္စည်းလည်းဝယ်စရာလည်းရှိသေးလို့ဒီကလည်းဘယ်တော့ရုပ်ထုကိုလာဝယ်ရလားအလူလာဝယ်ရလားဈေးတော်လာဆက်နေလိုက်သေးတယ်ချွေးမငါတို့ကအဲ့ကြရင် main ကလေးတွေကိုရောက်ကိုလည်းပစ္စည်းရေးပေးရအောင်မယ်လေဒီလောက်ပစ္စည်းတွေကိုတုံးလို့မရအောင်ငါတို့ညီမလည်းမေရိုရုပ်ထုကိုအိမ်မှာပဲလုပ်လိုက်မယ်လေတခြားပစ္စည်းကိုဝယ်လိုက်အမညီမကိုတခြားလားပြင်ပစ္စည်းတွေပဲပေးလိုက်ပါတော့ဒီလိုနဲ့ချိန်မနဲ့ရောက်ခမကတော့ဈေးပေါ်တဲ့ပစ္စည်းတွေဝယ်ပြီးကလေးကိုရောက်ကိုပေးဖို့အတွက်ကလေး90တန်းကြည့်နေတဲ့အချိန်မှာပဲ ချမ်းသာတဲ့ခင်မိတဲ့ရောက်ခမနဲ့ချွေးမကတော့ဈေးကြီးတဲ့ထမင်းမှုတွေပစ္စည်းတွေကိုခလေးတွေကိုပေးဖို့အတွက်ဝယ်နေကြပါတယ်။မေထမင်းမှုတွေကလည်းရမ်းလာပါပဲနော်။မေသမီးတို့ကဒီထမင်းမှုပဲယူမယ်နော်။တခြားပစ္စည်းတွေလည်းထည့်မယ်လေ။ဟုတ်တယ်ချွေးမ။နင်ပြောတာမှန်တယ်။ဒါပဲယူမယ်။ငါကတော့ကလေးတွေစားဖို့အိမ်နေကြရင် အာလူဟင်း၊နှုတ်ခင်းဟင်း၊ပင်ဟင်းပူရီကိုကြော်မယ်လို့စဉ်းစားနေတာ။ဟုတ်ပါပြီ။ကောင်းပါတယ်။အမေပြောတာမှန်ပါတယ်။အမေပုံမှန်ကြည့်ပါဦး။ ။ချင်းရဲချွေးမနဲ့ရောက်ခမလည်းကလေးရီပေးဖို့ပစ္စည်းကိုဝယ်နေပါလား။စပယ်ဘာရီဝယ်နေရလဲ။သူတို့မျိုးဈေးပိုးရဲကလစ်တွေကိုဝယ်နေရလား။တစ်ခါတွေ့လိုက်ရင်ကျိုးသွားမှာပဲ။အဲ့လောက်လည်းမပေါ့ပါဘူး။အလကားပါကျိုးမှာပါစပယ်ရဲ့။ငါတို့ကဟင်းနေလဲကောင်းကောင်းထည့်အောင်ပါ။မင်းတို့ရောဘာချက်ကြမှာလဲ။အိမ်မရောချက်ဖို့ပစ္စည်းရရှိရဲ့လား။ဒါမှမဟုတ်ငါပေးရမလား။အလီရဲမလို့ပါဘူး။သမီးကတော့အဆင်ပြေအောင်လုပ်တတ်ပါတယ်ရပါတယ်ဒီနုကဘလို့လဲ မေရိုယုတ်ထုလည်းမဝယ်ထားဘူးငါတို့ဝယ်ထားတဲ့မေရိုယုတ်ထုကလေအကြီးပဲကြည့်ပါလားငါတို့ကလေယုတ်ထုမှာမိရလည်းကတ်အောင်မှာအမဖျားရှိခိုးဖို့လိုတဲ့ပစ္စည်းလည်းဝယ်ပြီးပြီအစင်ပြောင်ကြည့်လို့မှာပါအမတို့စိတ်မပူပါနဲ့ဒေါနီနဲ့စပယ်ကတော့လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးအိမ်ပြန်လာခဲ့ပြီးတော့အရှိအင်းကဒေါနာနဲ့ရေယူတို့ကတော့သူတို့အကျင့်တွေကိုမပြင်ပါဘူးဒေါနီတို့ကလည်းအိမ်တွေမကောင်းတာကြောင့်ညီကြီးနဲ့နောင်ချီတွေရောပြီးအိမ်တွေကိုပြင်နေကြပါတယ် ဒေါနရုကတော့စေးတုတ်တဲ့သူတွေကိုခေါ်ပြီးစေးတွေတုတ်ခိုင်းနေပါတယ်။မေသမီးတို့အိမ်စေးရောင်ကလည်းလှလိုက်တာနော်မေဒီတစ်ခါဆိုရင်တော့မေရောပွဲမှာလေအရင်ကအလှတွေဆင်ပေးလိုက်မယ်အမေကြည့်တာဟုတ်ပါပြီချွေးမရဲ့ကြိုက်တယ်လို့သာလို့ချွေးမရေးပုပ်ပုပ်ကိုလည်းကြည့်ပါဦးသူတို့ကလည်းအိမ်နေကိုပြင်နေတာဒါပေမဲ့မြေကြီးရဲ့နောက်ချီးရဲ့နေပြင်နေတာစပယ်နင်တို့ကလည်းဘလို့မျိုးနောက်ချီးနဲ့နေကိုခန့်နေရလဲ မင်းတို့ကလည်းနော်အိမ်ကိုအလှဆင်တာပဲစေးတုပ်လေးဘလူရီလုံနေကြတာလေဘလူပေါင်းယူယူရဲ့မင်းတို့ကသူများတွေကိုပြဖို့အတွက်စေးတွေတုပ်လိုက်ကြီးတွေတက်လိုက်နဲ့လုံနေရလေအထက်ကအိမ်ကခိုင်ခန့်မှုပါပဲနှောက်နေကြလည်းမလို့ငါတို့ကတက်နိုင်တဲ့လောက်နဲ့လုံနေရလေဒါတွေကလည်းရှေးလူကြီးတွေလုံတယ်လို့ပဲမင်းတို့တွေကလည်းထားလိုက်ပါမင်းတို့ကရှေးယူတွေပါတွေသာပြောနေတာမင်းတို့ကလည်းအဆင်တန်းမရှိပါဘူးညရဲမှနေပြီးတော့ဒီလိုမျိုးအဆင်မရှိတဲ့လုပ်တွေကိုပဲလုံနေရလေမမရေဘာမှမဖြစ်ပါဘူး ငါတို့ကစိတ်နှမ်းမရှိလဲရပါတယ်ဘာမှမဖြစ်ဘူးအမတို့ကလေရောက်ကမနဲ့ထွေးမှခင်မီရဲ့အတွေ့အကြုံပဲယူထားလိုက်ပါတော့ဒေါနီစကားတွေကြားပြီးဒေါလာနဲ့သူ့ချိန်မကမျက်နှာမေ့ပြီးထွက်သွားခဲ့ကြပါတယ်ဒေါနီတို့ကလည်းပန်းတွေနဲ့အိမ်တွေကိုအလှဆင်ပြီးအရှိမလေးပန်းတွေပေါ်ပြီးတော့တန်ရှင်းအောင်လှုပ်ထားပါတယ်ဒေါနီတို့ကလည်းမေတော်ရုပ်ထုကိုမြေကြီးတွေနဲ့လှုပ်ပြီးအယောင်ဆိုးပြီးမေတော်ရုပ်ထုကလည်းပြီးသွားခဲ့ပါတယ် နောက်နေ့မနေ့ရောက်တော့ရုပ်ထုကိုနေရပြီးအသီးတွေပန်းတွေအလှဆင်းပြီးဖျားရှိခိုးနေပါတယ်။မေတော့တမီးတို့အိမ်ကိုဆောက်ရှောက်ပေးပါမေတော့မေတော့ရဲ့မျက်နှာလေးကလည်းအရက်ကိုကြည်ညိုစရာကောင်းတာပဲ။မေတော့တားတို့ကိုအမြဲတမ်းကြည့်ရှုပေးပါအမြဲတမ်းကြိုးစိုက်ပေးပါဆောက်ရှောက်ပေးပါမေတော့။မေတော့အမြဲတမ်းကျမ်းမာရေးဆောက်ရှောက်ပါနော်။မေတော့ကအမြဲတမ်းတမီးတို့ကိုကြည့်ရှုရလေဒီလိုပဲရှေ့ဆက်ပြီးတော့လည်းအမြဲတမ်းကြည့်ရှုပေးပါ။မေရဲ့စိတ်မပူပါနဲ့အမြဲတမ်းကြည့်ရှုပါလိမ့်မယ်။ မေယောက်ျားလောက်ကောင်းကောင်းရောက်မှာပါမေရဲ့တမီးရောတော့ဥပုကတော့စောင့်မိပြီတမီးတို့ဥပုမှာစားဖို့အတီးနံနေလည်းမရှိဘူးလေဘယ်လိုလုပ်ကြမလဲအမေရဲ့တားတောင်းမှမာရီအမေတို့တို့အတီးနံနေလည်းဝယ်မပေးနိုင်ဘူးဘာမှလည်းလုံးမပေးနိုင်ဘူးအမေတို့ကိုစိတ်ညင်အောင်လုပ်နေမိတယ်ကလေးတွေအဲ့တော့ပူရီတွေအားလုံးဟင်းတွေလည်းချက်ရအောင်မေဘာမှလည်းလုံးမပေးနိုင်သေးဘူးရှင်းစိတ်မညစ်ပါနဲ့ဘာမှမဖြစ်ပါဘူးမေရောကကျမတို့အားလုံးအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ် ဒီလိုနဲ့တစ်ဖက်မှာကျတော့ချမ်းသာတဲ့မိသားစုဖြစ်တဲ့ရီယူတို့ကမဲတို့ကိုတီးချပူဇော်ပြီးဘုရားသခင်ကိုလည်းဆောင်းဘောက်စ်နဲ့ဖွင့်ထားပါတယ်။မိပြတ်တာနဲ့တခြင်းကရဲသွားတဲ့အချိန်မှာပဲ။မဲတို့ရေတမီးကိုဆောက်ရှောက်ပါမဲတို့။နေရလေဘလူရီဆိုနေရလေနေချွေးမဖြစ်ပြီးတော့ဘုရားသခင်တော်မရဘူးလား။အမေအေးရချွေးမရတော့လေအမေလည်းဟုတ်တယ်လေအမေလည်းမရအောင်မလား။အမေကလေတမီးတဲ့ရင်ချွေးမလုပ်လာအောင်မဟုတ်ဘူးလား။ အမေတို့ကလည်းမဲတော်ပွေးမှာလည်းရောင်စိုးမယ်တခြားလမဆင်မယ်လေလူတွေကိုပြဖို့လောက်ကြမယ်အမေကသူများတွေပြဖို့ပဲလုပ်နေကြမဲတော်တချင်းဆယ်ချောင်းလောက်တော့မရဘူးတားနောက်ကလိုက်ဆိုကြဒေါလာသားကလည်းဖျားတချင်းတွေနောက်ကနေလိုက်ဆိုခိုင်းပြီးပြီးသွားရင်နောက်မှာပဲဒေါလာနဲ့သူချင်းမကလမ်းပေါ်လာတဲ့ဦးသည်ဒေစီကအုံရီတောင်းနေပါတယ်တစ်ဖက်မှာဒေါနီနဲ့သူချင်းမကတံမြာသည်တလုံးဝယ်ပြီးပြန်လာတဲ့အချိန်မှာသူမျိုးစင်းရတဲ့သူတွေကလည်းနော်ရူပီ90နဲ့တံမြာသည်နှလုံးကိုဝယ်လာတယ် ူတို့မှလည်းစားကြရတာမရှိပဲနဲ့ဟုတ်တယ်မေတမီမိတ်ကကတော့ဒီနေ့လာရည်တိလားတမီကတော့လေကိုရက်ကိုမိတ်ကကိုကိုမျိုးပြင်မယ်လိုင်းမော်ကိုလည်းပုံတွေလည်းတင်အောင်မယ်စပယ်တို့ကတော့ဝစ်စီရောကောင်းကောင်းတော့မရှိဘူးကျူယူနေမမိုးလိုက်ရင်ငါတို့ကဆင်းရဲတော့အဆင်မရှိတော့ရောဘာဖြစ်နေလို့လဲငါတို့ဒီလောက်နဲ့ကျင်းတတ်တယ်လေနင်တို့ကတော့နေလိုက်ဓာရီဝဲလုံနေကြတာမေကလူတယောက်ရဲ့စိတ်ထားနဲ့သဘောထားကိုကြည်တာနင်တို့မှဓာရီလုံးဝမရှိဘူး ချွေးမရဲ့ဒါရီထားပါသူတို့နဲ့စကားတွေပြောပြီးတော့စိတ်ရှုပ်ပါတယ်အင်းနေပေးသွားကြမယ်ဒီလိုနဲ့ပဲမဲတော်ပွဲကရှင်းရမြောင်းနေရှိသွားပြီးချမ်းသာတဲ့ချွေးမကတော့သူတို့ပြုတ်မှုတွေစကားတွေကိုမပြောင်းပါဘူးစင်းရတဲ့ဇပေးကတော့ပစံတွေချီးပြီးတော့ဆိုင်ကနေဟင်းချက်စရာဂျုံတွေဝေလာပြီးအိမ်မှာကလေးတွေစားဖို့အတွက်အာလူပူရီတွေချက်ပြီးအစင်းတင်လုပ်ပါတယ်မေအလုံးတော့ချက်လုပ်ပြီးသွားပြီမင်းကလေးကိုရောက်ပဲကြံတော့တယ်ဟုတ်ပြီချွေးမငါတို့ထိုင်ဖို့ခင်းပေးလိုက်မယ်လေ နေမင်းကလေးကိုရောက်ကိုသွားခေါ်လာခဲ့။စပယ်ကလည်းမင်းကလေးကိုရောက်ကိုခေါ်ဖို့တော်သွားခဲ့ပါတယ်။တစ်ဖက်မှာရေယူအိမ်မကကားမောင်းနေသူမင်းကလေးကိုရောက်ကိုခေါ်လာပါတယ်။မင်းကလေးတွေကတချို့ကအသားတွေမဲကြ၊တချို့ကဖြူကြ၊တချို့ကအရက်ပူနေ၊အရက်ရှည်တာတွေလည်းအမျိုးမျိုးကိုခေါ်လာကြပါတယ်။နေရလေဘလို့မင်းကလေးတွေခေါ်လာလဲ။ဖះရှိကိုဘုံမင်းကလေးငယ်တွေကိုခေါ်လာရတာတစ်လား။ဒီမှာလည်းကြည်ပါဦးအရက်တွေကလည်းရှည်နေရပဲဥရီတို့ကနှစ်ယောက်ပဲပါတယ်တချို့ကလည်းအသားတွေကမဲနေသေးတယ် ငါဒီမင်းကလေးတွေမလို့ခြင်းဘူးပြန်ခေါ်သွားဟုတ်တာပဲငါတို့ကဈေးကြီးရဲ့လက်ဆောင်တွေကိုဝယ်ထားတာလေငါတို့မပေးနိုင်ပါဘူးအမရေအဲ့လိုအိမ်လာတဲ့မင်းကလေးတွေကိုဒီလိုမလုပ်ရအောင်လေမကောင်းဘူးနေရလေမဟုတ်တာတွေမပြောပါနဲ့ငါတို့ကခင်မီရေနေရလေရှေ့ရစပယ်လိုမျိုးစကားတွေပြောနေပြန်ပြီနေမင်းကလေးတွေကိုခေါ်ပေးစမ်းပါကောင်းသမားကလည်းသူတို့စကားတွေကြားပြီးမိန်းကလေးတွေကိုခေါ်သွားပြီးတော့ဇပယ်ကမိန်းကလေး၉ယောက်ကိုသူ့အိမ်ခေါ်လာပါတယ်။အိမ်ခေါ်ပြီးတော့ခြေလက်တွေကိုဈေးပေးပါတယ်။ ဒေါ်လာတို့ကလည်းမိန်းကလေး၉ယောက်ကိုကြွေးဖို့အတွက်လူမရခဲ့ပါဘူး။ချွေးမရဲ့တော်ပါသေးရဲ့ငါတို့ကမိန်းကလေး၉ယောက်ရသွားပြီ။ဟုတ်တယ်မေရှာလည်းမရှာရဘူး၃ယောက်ကလည်းလူလူရတယ်။အန်တီသမီးတို့ကိုစားဖို့ပေးပါလားယင်အိမ်နာကအန်တီကဘာမှမကြွေးဘဲနဲ့သမီးတို့ကိုမောင်းထုတ်လိုက်တယ်။ချမ်းသာတဲ့ခင်မိတဲ့မိသားစုကလည်းအိမ်ဝလာတဲ့ကလေးတွေကိုအဲ့လိုပဲပြန်လို့ရလား။ဟုတ်တယ်မေရဲ့ခင်မိရောတာလည်းဟုတ်ပါရဲ့။ဒါပေမဲ့လေကိုယ့်ရဲ့ဒလိထုံးစံလေးကိုမေ့တာကတော့မကောင်းပါဘူး။ ။ဇပယ်ကလည်းအင်းလာတဲ့မိန်းကလေးတွေကိုတေချာခင်းချင်းကျွေးမွေးပါတယ်။ကျွေးမွေးပြီးတော့သူတို့ဝယ်ထားတဲ့ကလစ်တွေလက်ဆောင်တွေပေးပြီးတော့ပြန်လှုပ်ပါတယ်။တင်ရလူရောမိန်းကလေးတွေကိုကျွေးရောက်ကျွေးပြီးပြီပဲ။အန်ဒီခင်မရဲ့ချမ်းသာတဲ့သူတွေပဲကြည့်နေနော်မိန်းကလေးကရမှာမဟုတ်ဘူးနော်။ဘလိုပဲဖြစ်ဖြစ်မိန်းကလေးပဲလေ။ဒီမင်းကလေးတွေကကြောက်တက်ချင်လို့တော့မတက်ရတဲ့သူတွေအများကြီးပဲ။အန်ဒီတို့ကဈေးကြီးရဲ့လက်ဆောင်တွေကိုသူတို့ကိုပေးဖို့ဝယ်လာအောင်မလား။ဟုတ်တာပဲ။အမတို့ကလည်းမင်းကလေးကမင်းကလေးပဲလေ။အမတို့ကခွဲခြားနေသေးတယ်။ ဲ့လိုတွေမလုပ်သင့်ပါဘူးအတီပြောတော့မှန်တယ်တမျိုးအဲ့လိုမလုပ်သင့်ဘူးတမျိုးမှားတယ်ဟုတ်ပါရဲ့မရင်ငါတို့လည်းနောင်နာရပါတယ်အမားတွေသိပါပြီနောက်လည်းအဲ့လိုမလုပ်တော့ပါဘူးမင်းကလေးကိုယောက်ကိုခေါ်ပြီးတော့တတိကျကျကျွေးမွေးပြုစုမယ်လက်ဆောင်နေပေးမယ်မင်းကလေးကိုယောက်လို့အိမ်ထဲကိုလာပါနော်တကယ်လားတမျိုးလာမယ်နော်ချန်နာရီချင်းမနဲ့ရောက်ကမကအိနေကိုမင်းကလေးတွေခေါ်ပြီးတေချာကျွေးမွေးပြီးတော့လက်ဆောင်တွေလည်းပေးခဲ့ပါတယ်။အန်တီရဲ့လက်ဆောင်တွေကလည်းလောက်လိုက်တာ မီးတို့တွေတည်းကဘသူတွေရဲ့ကြောင်းမတက်ရအောင်လဲပြောပါငါအားလုံးကြောင်းထားပြီးမယ်ကြောင်းကိုထမင်းဖိုးတွေယူသွားရမယ်နော်မိန်းကလေး၉ယောက်ကလည်းပျော်ပြီးလက်ခုပ်တီးနေပါတယ်ချူချူတွေ့လားကြိုရှင်မှုအသေးလေးရလဲစိတ်ကျေနပ်ရတယ်လေဟုတ်တယ်နော်မင်းပြောတာမှန်နေငါပဲခင်မိရတယ်မမိရတယ်အပူရီလုံနေရပါရင်းယူနေဒေါ်လာတို့ကမိန်းကလေးတွေကိုတင်ချပြုစုကျွေးမွေးပြီးကြောင်းမတက်ရတဲ့သူတွေကိုကြောင်းထားပေးပါတယ်ကျမယောက်ျားကလည်းအလုကောင်းတစ်ခုရပြီးသူတို့အိမ်အခြေအနေလည်းကောင်းသွားခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။